ဥပ္ပေနံပါတ်ဆိုတာနိဗ္ဗာန်လို့ခေါ်သည်အဲ့ဒီနိဗ္ဗာန်ကန့်ကွက်တဲ့တရားငါးမျိုးရှိတယ်လို့ဆိုတာရှင်းဥစွာခြေပိုင်းမှာငါးခုပြထားဒီငါးခုကဘာကိုကန့်ကွက်ပါလိမ့်မလဲလို့ဆိုရင်ဘယ်နဲ့သိရနိဗ္ဗာန်ကန့်ကွက်တာငါးမျိုးလို့ဘုန်းကြီးတို့ဒကာရမတွေမှတ်ထားကြကြပါ နိဗ္ဗာန်ကံဝတ္တဘယ်လိုမျိုးလဲနိဗ္ဗာန်ကံဝတ္တငါးမျိုးလို့ဆိုသဖြင့်တဲ့ဩဒီကံဝတ္တငါးမျိုးကိုဒကာဓမ္မတွေကလည်းကံဝတ္တသောတယ်ခန္ဓာကိုယ်ရဲ့မှာအိုမှုဆိုတာတစ်ခုရှိတယ်သင်္နံဘကဒကာသိုက်ရေအိုမှုသင်္နံဘကဘာပါလဲအိုမှု အဲ့ဒီအုံမှုဆိုတာကလည်းဓမ္မတော့နေတိုင်းသရာမီးကလောင်းနေတော့နေတိုင်းအုံနေတယ်ဆိုတာလည်းဘုရားတန်လျာမရှိပါဘူးနေတိုင်းအုံနေတယ်ဆိုတာလည်းသင်ရှားပါပဲအဲ့ဒါဒီကားလို့ရှင်ချင်းအုံမကျိုးစားပြန်လို့ရှိရင်လေတဲ့ဉာဏ်ကလည်းထိုင်းကံကလုတ်တဲ့မျက်လုံးသားနာခေါင်းတွေကလည်းထိုင်းကံတိုင်းဉာဏ်တိုင်းရှင်းနေပြန်လို့ နိဗ္ဗာန်ဆိုတဲ့တရားကကံထိုင်ဉာဏ်ထဲမှာရမှာဘူးပြ။မှန်ပါဘူး။အဲဒီဩလာပြီဆိုတော့ကံထိုင်ဉာဏ်ထိုင်ကံမွေးဉာဏ်မွေးတွေဖြစ်မလားဘူး။မှန်ပါဘူး။အဲ့ဒါတွေကလည်းဘာကံဝတ်ပါလဲ။မှန်ပါဘူး။အော်ဥမှုဆိုရပြာတမင်ညာယူဆိုจิตံတဲ့တရားမဟုတ်ပါလားဆိုတာမှတ်လိုက်ချင်ပါဦး။ဘာကံကပါလိမ့်။အဲဘ누구ပါလိမ့်လက်တွေက ုပ်ကတဲ့ဗာနဲ့အိုမှုတင်ထားလိုက်သံပါအောင်အိုမှုဒီကားလို့ဆိုလို့ရှိရင်ဒကာရမတို့ဟောလာပြီးသွားပြည့်တရားပေါ်ရှိရသွားဖို့ခဲတရားတို့ကိုရထိုင်ဖို့နေဖို့ကရောအဲတရားသိမှတ်ဖို့ရောခဲလာတယ်လို့ဆိုတော့အော်ဒီအိုမှုပါသမေညာယုဆိုကြည်တဏ္ဍာရတကသိနိဗ္ဗာန်ကံွက်ကာလာနိဗ္ဗာန်ကံွက်ကာလာ င်လေဒါဖြင့်အဲ့တော့ဘုရားသတိပေးတာမဟုတ်ပါဘူးသင်္ခေကနိဗ္ဗာန်ငုတ်တို့ဘုရားသခင်ကိုရမကြီးကအနာကဘေးငါဘေးဆိုပြီးကလာဟောထားတယ်ကုလပြုပြွေရဲ့နဲ့ကံကောင်းညာကောင်းတော့ကျမ်းမာရေးရှိတော့မကြိုးစားကြတဲ့ပုဂ္ဂိုလ်ဟာအိုမှုသူရောက်ပါလားမရောက်ဘူးလားအဲ့တော့အခုမလို့ပဲနဲ့ တရားဓမ္မတွေနေကြမယ်ဆိုလို့ရှိရင်နိဗ္ဗာန်ကန့်ကွက်မယ်အိုမှုစောင့်နေတာသဘောပါအဲခုမလုပ်တဲ့ပုဂ္ဂိုလ်များဘာအောင်နေတာပါလဲဟာတရားကြီးဒီလိုလူရှိလို့မဆင်းဘူးမရှိဘူးလားရှိတယ်ငယ်ပါသေးတယ်ကွာမင်းတို့ငယ်ပါသေးတယ် ဝင်တဲ့ရင်ကြီးလာမှလောက်တာပေါ့ကွာလူကြီးတွေပါဇက်ကလည်းထွက်တတ်တယ်သူတို့ပါဇက်ကလည်းဒီတိုင်းဝဲဆုံးပြည့်ရဲ့ချပြီးနေရတဲ့အဲ့ဒါကြီးတဲ့ဒုက္ခခတ်သိငြိမ်းတဲ့နိဗ္ဗာန်ကိုကန့်ကွက်မဲ့အနာဂတ်လာလတန့်ဖြစ်တဲ့အိုမှုကိုစောင့်ဆိုင်နေတဲ့ပုဂ္ဂိုလ်ဒါရင်ငယ်တုန်းတရားအာမထုတ် ဟုတ်လားကြီးမှပဲသူကျိုးစားတော့မယ်ဆိုတဲ့ပုဂ္ဂိုလ်ဒီကံ့ကွက်မဲ့တရားစောင့်တာလို့မှတ်လားဘယ်လိုမှတ်ကြလဲကံ့ကွက်တဲ့တရားစောင့်တာလို့ဒကာဓမ္မတွေသိရှာမှတ်စမ်းပါဘာစောင့်ပါလဲကံ့ကွက်တဲ့တရားစောင့်တာလို့အမှုရှိပြီးဆုံးအပ်ခြင်းလေအရင်ကတည်းကလည်းစားလို့တောက်လို့နေလို့ထိုင်လို့ ပြောလို့ဆိုလို့အကောင်းဆုံးသေးတာမရှိသေးဘူးဗျမရှိတဲ့အခါကျတော့လူရဲ့ခရီးကိုတကယ်ကံကောင်းညံကောင်းနဲ့ကြိုးစားမယ်နိဗ္ဗာန်ကြီးကိုတကယ်တမ်းလာမိကြလားတကယ်တမ်းကြိုးစားမယ်ဆိုတော့ပုံမှုကံကြီးကန့်ကွက်လိုက်သဘောကျရဲ့အင်းဘုရားကန့်ကွက်ပါလေဒါဖြင့်ဒကာရမတွေအမှုဆိုတာဘာဖြစ်စေတတ်တဲ့တရားလဲဆိုတာသဘောကျပါဘူး ဘာဖြစ်စေတာနိဗ္ဗာန်ကံွက်တဲ့တရားတွေဓမ္မတို့ဟိုမှုဆိုတာဘာတရားပါလဲအဲဒါဖြင့်ဒီတရားကိုနာရသဖြင့်ဘုရားဟောတော်မူသဖြင့်ဘုန်းကြီးတို့ဓမ္မတွေအိုးဖြင့်မဆောင်ကြပါနဲ့လက်ငင်းမဲ့ကျိုးစားလိုက်ပါလို့ဘုရားကတိုက်တွန်းပါ တကယ်လို့ဩဘဆိုတော့လေဩရေတရားကပဲနိဗ္ဗာန်ကန့်ကွက်လိုက်မယ်ဆိုတာကသိကြတော့ရှင်း